မြတ်စွာဘုရားကတင်ထားတယ်တေချာမှတ်သားထားဖို့တော့ကိုကိုစီကံတမဘောလို့ငါတဝူတယောက်နဲ့စကားပြောမယ်ဆိုရင်မနာဥသာပြောမယ်မမနာဥမပြောဘူးနော်ဒါတခုညာချင်းမှန်တိုင်းပြောရမလားဆိုမှန်တိုင်းနဲ့မပြောနဲ့ နောက်ထပ်တစ်ခုထပ်ထည့်လိုက်အောင်အကျိုးရှိတာဟိုသာပြောမယ်အကျိုးမရှိတာဟိုမပြောအဲ့တော့နှစ်ချက်ရသွားပြီကိုပြောတဲ့စကားစီမှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်တစ်ဖက်သားအတွက်အကျိုးဖြစ်ရကောပြီမှန်လဲမှန်လဲအကျိုးလည်းရှိတယ်အချိန်မရွေးပြောမလားဆိုပြောတဲ့နဲ့အချိန်ကြမှာပြောမယ်ဟောတော့မှုနော် မနာဟုသာပြောမယ်အကျိုးရှိတဲ့ဟာဟုသာပြောမယ်ပြောရင်လဲပြောတဲ့နဲ့အချိန်ရောက်မှပြောမယ်မပြောတဲ့နဲ့အချိန်မှမပြောနဲ့ကဲပြောတဲ့အခါကျတော့စကလုံးကဘလို့စကလုံးနဲ့သုံးမလဲဆိုတဲ့အခါရှင်ကြည်ဒိမာတဲ့စကားနဲ့သုံးရမယ်။ဆိုင်းဆိုင်နဲ့အသုံးနဲ့မပြောရဘူးဆိုလို့စကားဆိုတာ ။ဆိုင်ရိုင်းဆိုင်ဆိုင်ပြောရလဲစကားဖြစ်တာပဲ။ရှင်ကြီးကြီးပြောလဲစကားဖြစ်တာ။အဲ့တော့ဆိုင်ဆိုင်တော့မပြောဘူးရှင်ကြီးကြီးပြောမယ်စကားလုံးရွေးချယ်မယ်။ဒါပြည့်စကားလုံးရွေးချယ်တဲ့အခါမှာစိတ်ကတော့မပါဘူး။နှုတ်ကလေးသာချိုပြတယ်ဆိုရင်လည်းမဟုတ်သေးဘူး။တရားဝစိတ်ပါထဲလိုက်မလိုမုန်းထားတဲ့ဒေါသစိတ်နဲ့မပြောဘူး ခင်မင်းနဲ့မေတ္တာစိတ်နဲ့ပြောမယ်။ဟော၅ချက်နဲ့ပြည့်စော်ကိုပြောတဲ့စကားနော်ကိုပြောတဲ့စကားကိုအဓိကထားပြီးတော့ပြောရင်အဲ့ဒီဝစီကံကကောင်းသောဝစီကံဖြစ်တာ။မနာဝဒပြောမယ်အကျိုးရှိတာဟုသာပြောမယ်ပြောတဲ့နဲ့အချိန်ရောက်မှပြောမယ်ကျင်းကျေးလေးမှစွာပြောမယ်မေတ္တာစိတ်နဲ့ပြောမယ် အဲ့ဒါလို့နှလုံးသွင်းပြီးပြောမယ်ဆိုရင်ကိုပြောတဲ့ဝစီကံလေးအကောင်းပဲဖြစ်တယ်သိုးပဲရှိဘူးဒါမြတ်စွာဘုရားရဲ့အဆုံးအမဒီတဲကတခုခုခြွေရင်းလိုက်တာနဲ့တပြိုင်နက်မနာမပြောဘူးမဟုတ်တာတွေကိုပြောတယ်ဆိုလို့ရှိရင်ဒါအဖြစ်ဖြစ်သွားကိုယ်စကားဟာမမမကန်တာတွေပြောတယ် အကျိုးမဖြစ်တာတွေကိုပြောတယ်။မပြောသင့်တဲ့အချိန်လျှောက်ပြောတယ်။ရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်၊ဒေါသနဲ့ပြောတယ်။ဒါတော့မှစကားကောင်းမဖြစ်။စကားကောင်းမဖြစ်။အဲ့တော့အကောင်းဖြစ်အောင်တတိဆောင်ကြအောင်